ဝိုင်းစုခိုင်တဲ့တရားအိနောင်ရေးကံမကောင်းပဲဖြတ်တန်းနေရခြင်းခင်ဘောဟောင်းဥက္ကမြင့်သူရဲ့လက်ရှိအခြေအနေပြည်သူများရှင်ဝိုင်းစုခိုင်တဲ့ရတော့အနုပညာရှင်တွေထဲမှာအခြေခံခေတဲ့အမျိုးသမီးအနေနဲ့သတ်မှတ်ခံထားရတဲ့သူပါဟိဝေယံနဲ့စားလိုက်တဲ့သူမရဲ့အခြေရေးကဇက်သိမ်းမလားတလို့အဆက်ကွဲပြီးတော့ क्वे ခဲ့ကြရတာပါဒါကြောင့်မို့ဝိုင်းစုခိုင်တဲ့ရချမ်းသာတဲ့ဥက္ကမြင့်သူနဲ့လက်ထက်ခဲ့ရပါဥက္ကမြင့်သူကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့တတိယတယောက်ဖြစ်တာမို့သူတို့လက်ထက်တဲ့အခြေ င်တုန်းကဟိုလီတကျော်ကျော်ကိုဖြစ်ခဲ့တာပါဝိုင်းစုခိုင်သိန်းကဟင်းဝရန်ကိုအရွဲတိုက်ပြီးတော့ဩကာမြင့်ကျူလိုတတိယကိုလက်ထပ်ခဲ့တာဆိုပြီးတော့ပွဲစုခဲ့တာဖြစ်ပါရင် တကယ်လည်းပဲဝိုင်းစုခိုင်တဲ့ရဥက္ကမင်းကျူနဲ့အိမ်တော်ကြီးမမြင်ခဲ့ပါဘူးအခမ်းအနားဆုံးမင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပေမဲ့လမ်းခွဲပြည့်စေခဲ့ကြရပါတယ်အဲဒီနောက်ပိုင်းကလေးကအနုပညာရှင်မဟုတ်တဲ့ကိုဥက္ကမင်းကျူဘယ်ရောက်သွားလဲဆိုတာဘယ်သူမှမသိကြတော့ပါဘူးဝိုင်းစုခိုင်တဲ့ရတော့အားလုံးသိကြတဲ့အချိန်ဥက္ကမင်းကျူနဲ့အိမ်တော်ကြီးအဆင်မပြေအိမ်တော်ခွဲပြီးတဲ့နောက်ပိုင်းမှာအိမ်တော်ကြီးကလည်းချက်ပြီးတော့အဆင်မပြေသလိုကံမကောင်းခြင်းတွေနဲ့သာပြည့်နေတာဖြစ်ပါတယ်ကိုဥက္ကမင်းကျူကတော့ တာယာရဲ့မိသားစုဘဝမှာပျော်ရွှင်လို့နေပြီဖြစ်ပါရင်ကိုအိုကမြင့်သူကဝိုင်းစုကိုင်းလေးနဲ့ကွန်ရှင်ပြည့်ရဲ့နောက်ပိုင်းမှာနောက်အိမ်တော်ထပ်ပြီးတော့ပြုတ်ခဲ့ပါရင်သူတကယ်ချစ်ရတဲ့အမျိုးသမီးကိုထက်ရှားပြီးတော့အိမ်တော်တဲ့ဘဝကိုပြန်စတင်ခဲ့တာပါအမျိုးသမီးနဲ့ဘဝတက်ကိုစခဲ့တာဆိုရင်တော့အချိန်တစ်ခုကြာနေပါပြီအခုဆိုရင်ကိုအိုကမြင့်သူက ကလေးနှစ်ယောက်နဲ့မိသားစုဘဝကိုရရှိနေပါပြီ။ဒါတစ်ယောက်သမီးတစ်ယောက်ရရှိနေပြီလည်းဖြစ်ပါရင်ကိုအုပ်ကမြင့်သူတယောက်အိမ်တော်အတီတကြားနဲ့ဖြစ်နေမယ်လို့မထင်ထားတာကြောင့်တချို့ကလည်းအံ့အားသင့်နေကြပါရင်ပြီးခဲ့တဲ့ရက်မှာကိုအုပ်ကမြင့်သူရဲ့မွေးနေ့ပွဲဖြစ်တာကြောင့်စူပန်ထရာတို့ကတက်ရောက်ခဲ့ကြပါရင်စူပန်ထရာနဲ့ကိုအုပ်ကကျော်တို့မိသားစုကတကယ်ကိုပဲဓာတ်ပုံနဲ့အတူတူရိုက်ပြီးတော့ဆိုရှယ်မီဒီယာမှာမျှဝေလာခဲ့တာဖြစ်ပါရင် ပရိသတ်တွေကတော့ဝိုင်းစုခိုင်တဲ့ဟာအခြေအေးမှာကဲမကောင်းပေမဲ့လည်းအုတ်ကမြင့်သူကတော့အခြေချနေပြီဆိုပြီးတော့ချီးကျူးနေခဲ့ကြတာပါ ဝိုင်းစုခိုင်တဲ့ရမကြာခင်တော့ဆိုရင်လည်းအခြေအနေပတ်သက်ရင်ဒုက္ခတွေအများကြီးကိုခံစားခဲ့ရတာပါအောင်လာနဲ့လက်ထက်ခဲ့ရတဲ့အချိန်မှာလည်းလက်ပါတတဲ့သူဖြစ်တဲ့အပြင်တစ်ချိန်လုံးသူမသာရုန်းကန်လှူရှာနေရတာဖြစ်တာမို့ပင်ပန်းဆင်းရဲကြီးခဲ့ရပါဂျာရီအားလုံးကိုလူအများသိအောင်ချပြပြီးတော့ဝိုင်းစုခိုင်တဲ့ရရုံထွက်ခဲ့တာဖြစ်ပါရင်အခုဆိုရင်တော့ဝိုင်းစုခိုင်တဲ့ရအခြေအနေမှာတရားပြောရှင်နေပါပြီချစ်သူကောင်းလေးအစ်သက်လည်းရရှိနေပြီဖြစ်တယ်လို့နှစ်ယောက်အတူအနာကက်မှာအေးအေး းကျဉ်းကျဉ်းနေဖို့အတွက်စုဆောင်းနေကြတာဖြစ်ပါတယ်။ဘန်ကောက်မှာလည်းကိုပိုင်တိုက်ခန်းဝယ်ထားကြပြီးတော့စုဆောင်းနေကြတာဖြစ်ပါတယ်။ဝိုင်းစုခိုင်တဲ့ဟာအရင်ကလည်းအခြေခံနေရတာဖြစ်တဲ့အတွက်တာယာတဲ့အခြေအရေကိုရရှိလို့နေပါပြီ။ခင်ဘုံဟောင်းအောက်ကမြင့်သူကတာယာတဲ့အိမ်တော်ကြီးကိုရရှိနေပြီဖြစ်တယ်လို့တစ်ဖက်ကဝိုင်းစုခိုင်တဲ့ကလည်းအခြေအရေမှာပျော်ရွှင်စပြုနေပါပြီ။ရေစက်ရှိလို့အဆုံးခဲ့ကြတာအချင်းလင်မယားဖြစ်ခဲ့ကြပေမဲ့လည်းရေစက်ကမတားရှိတဲ့အတွက်နှစ်ယောက်ကခွဲခွာ ခဲ့ကြပါရယ်ကံကုံသွားလို့ဒဇိမ့်ကြီးဖြစ်သွားတာကြောင့်ဘဝတစ်ခုစီမှာပျော်ရွှင်အောင်နေထိုင်နေကြပြီဖြစ်ပါရယ်ဥက္ကမင်းသူဘက်ကလည်းဝိုင်းစုခိုင်သိနေပတ်သက်ပြီးတော့တည်င်းမလွှင့်ကအနောက်ဆက်ပြီးတိတ်ခါချတာမျိုးမရှိသလိုဝိုင်းစုခိုင်သိရလည်းသူ့ဘဝနဲ့သာပျော်ရွှင်စွာဖြတ်တန်းလို့နေပါပြီပရိသတ်ကြီးတွေမှာကောရေစက်ပါလို့ဆုံခဲ့ရပေမဲ့ကံကုံလို့ဝေခဲ့ကြတဲ့အဖြစ်မျိုးတွေရှိလားဆိုတာကောမန်လေးထဲမှာရှိခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် can't